အန်ဒီစနုံးကဘာဖြစ်လို့လဲဗျဒါနဲ့စနုံးမိကကွက်ပြစ်မောင်ဝင်ထိုင်လိုက်တီစနုံးကဘာမှဖြစ်ပါဘူးအန်ဒီပြောစရာရှိလို့လာခဲ့တာဟာဘာများလဲပြောပါဗျဒါလိုပါစနုံးစီကိုထပ်မလာခဲ့ကြဘူးပါပဲစနုံးမိစကားကြောင်းဖိုတူတို့တတွေအံ့ဩသွားကြတယ်ဗျာဘာဖြစ်လို့လဲဗျဟိုကျွန်တော်မနေ့ကအမမများလုံးမိလိုက်လို့လာရင်အန်ဒီ ဖို့တူတို့တည်းရွာလဲနေမှာဥပုတ်တွင်နေတူဇင်းအောင်နိုင်ကစားနေကြ යි ကဲဇင်းလာဝဲကြအောင်ဟေးဇင်းလာဝဲကြအောင်ဟာမိမိုင်းကမြေကြီးကိုမုံလီမြားပေါ်ဆန်းအရွယ်ရအောင်တူထားပြီးတော့အဲဒီကရှာနေတဲတွေကိုတော့မုံလီမြားဆိုပြီးရှောင်းနေမုံလီမြားပူပူလေးရှာမယ်နော်မုံလီမြားရှာမယ်ဖို့တူကလေရေဘူးတဘူးနဲ့ခံွက်တွေအိမ်ကယူလာပြီးတဲနဲ့ပြောထားတဲ့ရေတွေကိုကော်ဖီအေးဆိုပြီးရှောင်းပြန်နေ coffee အေးနော်ရင်ထဲကိုအေးမြသွားမယ် coffee အေးရမယ်တစ်ခွက်မှ900တစ်ခွက်မှ900အဲ့ဒီရဲ့ချင်းတုပ်ဘောကလေအရွက်တွေကိုကက်ကြီးနဲ့ညှက်ပြီးတော့သဲဖြူပြီးနေထားတာတွေကိုအတော့ဆုံးဆိုပြီးရှောင်းပြန်နေအတော့ဆုံးရမယ်နော်အတော့ဆုံးအတော့ဆုံးရမယ်ဒီလိုတယောက်တစ်မျိုးစီရောင်းနေကြပြီးမိဝိုင်းကဟဲ့ငါပဲငါစီမုန်းလိမ့်မယ်လာဝဲပါအောင်ဟာငါလေးနေ့စီမှာ ထက်တရာလောင်းဝဲမယ်လေငပိန်ကတော့စက်ကူတွေကိုဖြည်းပြီးထက်တရာဆိုပြီးချောင်းပြန်နေအေးအေးလာမယ်လေခဏဆောင်အဲ့လိုပြောပြီးတော့သူကစားတဲ့နေရာကနေမြေဝိုင်းစီကိုထသွားတယ်ဝဲသူလီတန်နဲ့ပဲငပိန်ကအမိုင်းမြေဝိုင်းမုန်းလီမယာဘလောက်ဖို့ရောင်းလာလေဗျဟမ်ဒါနဲ့မြေဝိုင်းကလည်းရောင်းသူလီတန်နေပြီတတော်မို့ခုနှစ်ခုလေမောင်လေးငပိန်ရဲ့ဘလောက်ဖို့ရှိမှလဲဟုတ်ဗျဒါဆို ကျွန်တော်တနာမှုရှုမယ်နော်အဲ့လိုပြောပြီးတော့သူတို့ပတ်စံနေနဲ့တုံးတဲ့ဆက်ကူကိုပတ်စံတထောင်ဆိုပြီးပေးလိုက်တယ်အဲ့ဒီအချိန်သူတို့နဲ့မလန်းမကန်းမှဆန်နိုးဆိုတဲ့ရွယ်သူကောင်မလေးတယောက်ကသူတို့ကိုလန်းလန်းကြည့်နေအောင်မြဝိုင်းကမြင်သွားတယ်ဟဲ့ဟဲ့ဟိုဆန်နိုးဆိုတဲ့တယောက်ကငါတို့ကစားတာကိုကြည့်ကြည့်နေရနင်တို့သတိထားမိကြလားမြဝိုင်းလေးပိုတူတို့ကိုအဲ့လိုမိပြီးတော့ဆန်နိုးကိုတော့ပြောပြလိုက်တယ် မိဝိုင်းပြောများတော့စနုံးကလည်းပြန်ပြောများတာဆိုတော့ဟဲ့ငါ့ကိုသူပြန်ပြောပြရတဲ့တော့သူငါတို့နဲ့အတူတူကစားချင်လို့လားမသိဘူးလာတော့ခေါ်ရအောင်သူ့ဟာသူနေပါစီဟာနင်းကလေသူသာကစားချင်ရင်လာမှာပေါ့သူငါတို့ခုလိုကြည့်ကြည့်နေရတည့်ရနေမှာမှုတ်တော့ပဲဟာအဲ့ဒါသူငါတို့နဲ့မခင်သေးတော့မလာရဲလို့နေမှာပေါ့ဟာလာစမ်းမှာဟာနင်းတို့ကလေသူကငါတို့နဲ့အတူတူကစားချင်ပုံရတယ်လာတော့ခေါ်ရအောင် မိဝိုင်းကပြောပြောဆိုဆိုနဲ့ရှေ့ကနေထသွားတာဆိုတော့ဟဲ့နီထထလာလိုက်သွားရမိဝိုင်းသူစီလာတာကိုမြင်လိုက်တော့စနိုးကဟေးမိဝိုင်းတို့ငါစီကိုလာနေပါလားငါတို့ကိုကြည့်ကြည့်နေရသတိထားမိသွားလို့လားမသိဘူးဒါပေမဲ့သူတင်တယ်လို့မဟုတ်ပဲမိဝိုင်းကဟေးနင်ကစနိုးမလားငါတို့ကြောင်ပါလေဟုတ်တယ်မိဝိုင်းရဲ့နင်ကောင်သိတယ်ပေါ့သိအောင်ပေါ့ဟာ ငါတို့ကတရားရေးသားတွေပဲ။ဒါနဲ့ညီဒီမှာအမြဲတဲလာလာကြုံနေနော်။ဘာလို့လဲ။ဩဟိုဒီသေးကြီးကလေငါညီမလေးတွေကငယ်သေးတော့အိမ်သာအသေးစားမတော်တတ်ကြသေးဘူးဟာ။အဲ့တော့ဒီသေးလေးကြီးနဲ့ပဲငါလိုက်ဖုံးပေးနေရတာ။နေငါတို့နဲ့တူကစားခြင်းကစားလို့ရတယ်နော်သိလား။လာကစားလေ။ငါတို့မှာအိုးပုတ်ပိုးတွေရှိတယ်။ဟေးတကယ်လား။ဒါပေမဲ့ခဏကြာမှတော့မျက်နှာပြန်ညှိုးသွားတယ်။ငါဆော့လို့မဖြစ်ပါဘူးဟာ။ငါဆော့ရင် ငါ့အမီရိုက်လိမ့်မယ်ဟာစနုံစကားကြောင့်တုတ်ဖို့ဟာဟမ်စောရနဲ့နေ့မီရိုက်တာဘာဆိုင်လို့လဲငါတို့ရွှေဟာကစားရမှာပဲဟောက်ဒီလိုပြောတော့စနိုးခင်ဗျာပို့ပြီးတော့တော့မှစစ်မကောင်းဖြစ်သွားပြီအဲ့ဒါညီတို့အတွက်တော့ဟုတ်ပါတယ်ဟာဒါပေမဲ့ငါ့အတွက်တော့မဟုတ်ဘူးဟာစနိုးအဲ့လိုတွေပြောနေရနဲ့ငပိန်ကဟာမသိဘူးလာငါတို့နဲ့လာကစားလိမ့်နေပြောသွားလိမ့်မယ်ဟာဟုတ်တယ်လာပါဟာ ဒီဇိုင်းအောင်နေရလေစနိုနေဖိုတူလူကဒီလိုအားတက်တဲ့ကိုခေါ်နေအောင်ဆိုတော့စနိုတယောက်ဖိုတူရောအဝင်နေအဖို့တူတူဒီဇိုင်းနေရောလေဟောဒီမှာကြာတဲ့ကျော်တို့ခေါက်ဆဲကျော်တို့ရမယ်နော်လာစားကြဟိတရွက်တွေကိုပန်းမညက်ပြီးတဲရီနေနေတာကိုကလေးတပောင်ကကြာတဲ့ကျော်ခေါက်ဆဲကျော်ဆိုပြီးရောင်းတော့လေဖိုတူတို့ကလည်းအားပေးကြပြီးတော့ဟာနေလဲရကောင်းလိုက်တာ ဒါပေမဲ့စားနေနေများတယ်ဟာနင်းနေငန်းနေဟာဟေးဟုတ်လားအေးငါနောက်ဝဲတွေကြာရင်ပြင်လိုက်မယ်နော်ရော့ဒီမှာခင်းချိုရင်လေးတောင်းဒီလိုနဲ့စလုံးတရားအိမ်မိုးကိစ္စကြီးမလုပ်ရဘူးခလေးတဘာဝကစားနေရတာဆိုတော့အရန်တွေပျော်ရွှင်နေခဲ့တယ်ဒါပေမဲ့ပျော်စရာအချိန်ကြီးကစနုံးမီဒုတိယချောင်းနဲ့လိုက်လာတာကိုမြင်လိုက်ရချိန်မှာတော့ပျောက်ွယ်သွားတော့တာပါစနုံးလေသူ့အမေကိုမြင်တော့ချက်ကြီးနဲ့လန့်သွားပြီဟာအမေ အမေလာနေပြီငါငါတော့ရမယ်နော်ငါတော့ရမယ်အိမ်တော်တော့သူ့မိဒီလိုရောက်မလာခင်တဲတောင်းကိုကင်လို့တခြားလမ်းအနေအိမ်ကိုမြင်ခြင်းချင်းဘိုးကြီးတို့တတိကတော့ဒါကိုကြည့်ပြီးတော့စနုံးကသူ့မိကိုတော်တော်ကြောက်အောင်ရရဲ့နော်အချိန်ကလေးမြင်တာအစတန်းနေအောင်ထွက်ပြေးတော့တာလေဘိုးသူအဲ့လိုပြောလိုက်တော့ငပင်ဟာအေးပေါ့ကွာမင်းနေတော့ကွာတော့ပေါ့မင်းဆိုလေအကြီးပြုံးဒုတ်ကြီးနဲ့အကောင်လိုက်ကြီးပေါ်လာတာမကြောက်ဘူးမလားဟာဟဲ့ မပြောစမ်းပါနဲ့တော့ကြလိတကယ်ကြီးရောက်လာအောင်မယ်ဒီလိုပို့သူပြန်ပြောတာဆိုတော့အားလုံးကဝိုင်းရီစားကြီးအဲ့လိုနဲ့တရက်မှတော့ပို့သူတို့အားလုံးမြေဝိုင်းရီမှာရောက်နေစားကြီးငါတို့ကစားရေးစီကိုစနိုးမလာတော့တော်တော်ကြပြီနော်အေးဟာဟုတ်တယ် तू နေများမကောင်းလို့လားမသိဘူးနော်ဟာမဟုတ်တာမင်းတို့ကလေ तू က ငါတို့လိုအားရတဲ့သူမဟုတ်ဘူးလို့သူပြောသားပဲဟာ။ तू မအားလို့မလားနေမှာဗောဟ။အဲ့လိုပဲဟုတ်မှာပါလေ။ငါတို့လေမအားလို့မလားလို့တော့မထင်ပါဘူး။အဲ့နေရလေသူ့မိယာဒုံနဲ့လိုက်လာတာဆိုတော့သူကစားတာအောင်များမြင်သွားပြီးအရိုက်ခံနေရလားမသိဘူးနော်။အဲ့ဒီမှာပဲစကားတစ်လုံးမှမမပြောရသေးတဲ့ငပိန်ကဝင်ပြောလိုက်ကြည်။နေသိကျင်ငါတို့သူ့အိမ်ကိုသွားကြည့်ကြမယ်လေဘလို့လဲ။အေးကောင်းပါပဲ။ဖို့သူတော့ဗော။ နင်တော့ဘလို့လဲကြားရလေသွားတာပေါ့ဒီလိုနဲ့သူတို့တွေနောက်ရက်မှာတော့စနုံးရင်ကိုထွက်လာခဲ့ကြ යි တိုင်းမဲ့လေပို့သူတို့အတွေ့အမြင်ရောက်ခင်ရွာလဲနေမှာခလေးပွေထားတဲ့စနုံးကိုတွေ့လိုက်ရတယ်ဟဲ့နင်တို့ဒီတိဘာလာလောက်ကြရလဲငါစီကိုလာကြရလားဟမ်အေးဟုတ်တယ်နင်အဲသေးလာကြုံတာမတွေ့ရလို့လीအဲ့ဒါဘာများဖြစ်တာလဲဆိုပြီးငါတို့လိုက်လာကြတာဟာ ။အော်ဟုတ်လား။ဘာမှတော့တွေ့ထူးမဖြစ်ပါဘူးကွာ။ငါအိမ်ကြီးကအမေစီမအရိုက်ခံလိုက်ရတယ်ဟ။အနောက်တော့အမေကအဲ့ဒီဝေးကြီးသွားမကြုံနဲ့တော့ဆိုပြီးငါ့ကိုရွာလေပိုင်းမှာပဲသွားကြုံခိုင်းတော့တာ။ဟမ်။အော်တော်သေးတာပေါ့။ငါတို့ကလေနေနေမကောင်းများလားဆိုပြီးစိတ်ပူနေတာ။မိဘကအဲ့လိုပြောလိုက်ပေမဲ့ငပိန်ကတော့ဒါနဲ့နေမင်းကဘာလို့နေကိုရိုက်ရလဲ။နေကဘာမှလုပ်လို့လေ။ဟမ်။ဘာမှမလုပ်ပါဘူး။ အဲ့နေရငါကစားနေရနဲ့ဟိုတဲကြုတ်ခိုင်းတာတော်တော်နဲ့ပေါ်မလာလို့ဆိုပြီးရိုက်တာဟမ်ကစားတာအမမမဟုတ်တာ ရိုက်เสียမလို့ပါဘူးကစားမှာတော့အနေနဲ့များဆိုလို့ကြာမှာပဲလीဟိုဒါဆိုအခုသွားပြီးတော့ကစားကြမယ်လीဟာဟိုနီးနနာပဲကစားမှာပါဘလို့လဲလိုက်မယ်မလားမိဝိုင်းစကားကြောင့်စနုံးကမျက်နှာလေးညှိုးငယ်သွားတယ်နင်တို့ပဲသွားကစားပါဟာငါလိုက်လို့မရဘူးငါမှလှုပ်ရှားလှုပ်တွေရှိသေးတယ်ဟမ်ဘာလှုပ်လဲ ငါမနဲ့မနဲ့ဆိုအိမ်သင်ရှင်းရလုံးပါတယ်ပြီးရင်အိမ်သားကြီးတွေဖြစ်ရတာခလေးထိန်ရတယ်အဝိရှောင်ရတယ်အစုံပါပဲဟာအခုလဲအမေနေမကောင်းတော့ဈေးမထွက်နိုင်တာနဲ့ငါဈေးတော့ရအောင်ပါဟာစနိုးရဲ့အလုပ်တွေကအရွယ်နဲ့မလဲအောင်များနေရဆိုတော့တုတ်ပေါ်ဟာဟမ်နေရဓာရီလို့တော့နေမိကောင်းငါမိကဈေးထဲမှာဟင်းသီးရွက်ရောင်းနေလीတိမ်လုံးမှဝင်ငွေကြီးဆိုလို့ငါမိပတ်စံမရှိတာနောက်ပြီးဒီမှာငါအကြီးဆုံးသမီး ငါ့အောင်မှာကလေးနှစ်ယောက်ရှိတယ်။အမေဇေယောင်းသွားရင်အဲ့ဒီကလေးကိုငါပဲထိန်ရတာ။ဖိုးထူးတို့လည်းစနိုးဘွားအကြောင်းစုံကိုကြားလိုက်တော့စိတ်မကောင်းဖြစ်သွားကြတယ်။မိမိုင်းကဆို"နေအဲ့ဒါတွေအကုန်လုံးတော့ဘယ်ကြိမ်နာရတော့ပုံမှန်မရှိပါဘူးဟာ။အငယ်လေးတွေအိတ်သွားချင်းဖြစ်ဖြစ်အမေဇေယောင်းပြန်လာရင်ဖြစ်ဖြစ်ပေါ့။အဲ့ဒီကြိမ်ဆိုရင်တော့ငါနာရပါလိမ့်။ဒါဆိုငါတို့နေလုပ်တွေကိုဝိုင်းခုလုပ်ပေးမယ်ဆို နေငါတို့နေကစားမှာလား။ဟုတ်တယ်ဟုတ်တယ်။ ါတို့ကူလို့ပြီးရင်နေစောစောအားမယ်လीအဲ့ဒီခါကျနေငါတို့နေကစားလို့ရပြီပေါ့ဟုတ်တယ်မလားဘလို့လဲစနုံးလေးသူ့မှာဒီလိုတငယ်ချင်းကောင်းတွေရှိတာသိလိုက်တော့ဝမ်းသာသွားတယ်ကျေးဇူးတင်ပါတယ်ဟာနင်တို့ငါတကယ်ကျေးဇူးတင်ပါတယ်အဲ့နောက်တော့သူတို့တတိမနဲ့စောကြီးစနုံးအိမ်ကိုဥပုပ်တွေယူပြီးရောက်လာကြတယ်စနုံးကြီးစနုံးငါတို့လာတယ် ဖိုတူအတန်ကိုကြာတော့အိတ်ရှိကိုပြေးထွက်လာပြီဟေးနင်တို့တကယ်လာတယ်နော်ငါလေနင်တို့ငါအရှိအောင်ပြောပြရပြီထင်နေလားဟာဘယ်ဟုတ်မလဲငါတို့တကယ်လာတာဒီတော့ပြောဘယ်ကနေစပြီးတော့ငါတို့ကူပေးရမယ်ဝူးလုံးဆရာတွေကတော့များတယ်ဟာထမီးဟုတ်တရမယ်အင်ကွန်ပြည့်စင်းလဲရမယ်အဝိကတော့ငါရှော့လိုက်မယ်ခလေးထရမယ်အိမ်သားကြီးဆွဲရမယ်အဲ့ဒါပါပဲဒီစကားတွေလည်းကြားပြီးတော့ဖိုတူကဒါဆို ငါအိမ်သားကြီးဖြစ်ပြီမေဒါဆိုငါအိမ်ကိုတန်ရှင်းလုပ်ပြီမေလေငါကထမိချက်တာပြီမေဒီလိုနဲ့တောင်ဝင်တိတိယူလိုက်တာဆိုတော့တုတ်ဘုံကဟမ်ဟိုဒါဒါဆိုဟိုငါဘာလို့ရမလဲမင်းကကလေးထိမောကွာကလေးတွေကလိမာနေတော့ဟုတ်တယ်မလားစလုံးစလုံးကဖိုးထုစကားကြောင်းပြောလိုက်တယ်အေးလိမာကြပါလေသူတို့ငုံရင်ပြောငါထိမိမယ်တိလာတော့ဘောဟာမလိုပါဘူးရတယ် ငါတောင်ဝန်ကိုငါပြီးအောင်လုပ်မယ်ကဲစလိုက်ကြပါဗျဒီလိုနဲ့သူတို့တူကိုစီတောင်ဝန်နေစလိုက်ကြရင်ဘိုးတို့ကစနုံးဝေးချော်မေးရှိခံကိုလက်ညှိုးထိုးပြီးတော့အိမ်သားအိတွက်ကလည်းဒီရေပဲခတ်ရမှာအေးဟုတ်တယ်ဘိုးတို့ရဲ့ဒီရေပဲအဲ့ဒီရဲ့ချင်းရေကန်မှာဆက်စည်းနေတဲ့ငပိန်ကဟိုထမင်းဦးတယ်မေးရေကရောဘယ်ရောက်ယူရမှာလဲစနုံးအဲ့ဒါအိမ်ကြီးရေဦးစီမှာရှိတယ်ငပိန်ရဲ့အဲ့ဒီမှာယူလိုက်ရင်ကြတယ် ဒါနဲ့ငပိန်လဲဆက်ကြည့်ပြီးတော့သမီးပေါင်းယူပြီးအိမ်နှဝင်သွားတယ်။စနရိုးအိမ်ကတက်တက်တည်းရှိရဲ့ DNA အိမ်လေးဆိုတော့ဖိုတူရိုတတွေအလုံးလုံးနေတော့တုပ်ပေါင်းကတော့အိမ်ရှိမှခုံးတစ်လုံးနဲ့စိန်ကြနေရပါ။လုတ်ထားကြရေလုတ်ထားကြအဲ့ဒီရဲ့ချင်းရေဆွဲဖို့လာတဲ့ဖိုးထူးကိုတွေ့တော့တုပ်ဘွားဆရာကြီးထာနေဟဲ့ဖိုးထူးအားလေးတည်ပြီးဆွဲမှာပေါ့ကွာအာအာ တမီစားမလာရအောင်လားဟမ်အော်မတို့ဘောအေးပါမင်းကလေးထင်းရတဲ့အလဲကြမှာလीငါတို့ထိုင်ကြည့်နေအောင်မကလေးတွေကလိမ့်မာပါတယ်ဟာအဲ့လောက်ထိစရာမလိုပါဘူးဟုတ်တယ်မလားစလုံးခဏကြာတော့အိမ်နေတဲ့ပေါ့စနာလေးကအိမ်ရကိုင်းနိုးလာတယ်နိုးလာနေတန်းဟိုတာဆိုတော့ဒါကြောင့်ကြားနေငပိန်ကတို့ဘောတော့တောင်းဝင်ကြည့်ပြီးပဲဟိ ီလိုနဲ့တူဖို့တရားကလေးကိုပွေပြီးတော့စတင်ရတော့လေအေးအေးအေးမငုံနဲ့နော်မငုံနဲ့တိတ်တိတ်တိတ်ဟိဟိချုံမိုင်းမိုင်းချုံမိုင်းမိုင်းဒီလိုနဲ့သူတက်တလောက်မှတ်တလောက်လေးနဲ့ကလေးထိန်းနေတော့လေဇနုကတော့သူ့ငယ်ချင်းနဲ့ဒီလိုသူ့အတွက်လှုပ်ပေးနေရကြည့်ပြီးဝမ်းသာနေခဲ့တာပါငါ့မှာတငယ်ချင်းကောင်းနေရှိနေရပြီသူအဲ့လိုတွင်းနေတော့ကလေးကတော့ဘောနဲ့တင်းမှာဘလို့မှငုံမတိတ်ပြီးစက်တိုက်တွေငုံနေရောင်း ဟာဟဲ့အောင်နေအလုံးကြပါအောင်ဟာခလေးကငိုမတိတ်ဘူးဟေးအဲ့ဒီရဲ့ချင်းအိမ်သားရေးဆွေးနေရဲ့ပို့သူမှာပြန်ရမှာပြီတုတ်ပုံးကိုသူယူလာတဲ့ဇရုပ်ကလေးပေးလိုက်ကြည့်ကျော့ဒီဇရုပ်ကလေးနဲ့ချော့တိတ်ကြည့်ရမရတော့မသိဘူးဟင်မင်းကဒီဇရုပ်ကိုဘာလို့ပို့ယူလာလဲကျူတီပြင်ဆင်ခဲ့တာပေါ့ကွာကဲပါစကားတွေညားမနေနဲ့ထိမ့်ချရှိရတာထိမ့်ဒီလိုနဲ့တော့ပေါ်တရားဇရုပ်ကလေးကိုနှုတ်ပြီးချော့တိတ်တော့မှာ ကလေးလေးတစ်ဖြည်းဖြည်းနဲ့ချုပ်ဘောလက်ပေါ်မှာအိပ်ပျော်သွားတော့လေဝူးအမလီငါတော့လေကလေးထင်ရတယ်နေစနိုးဘွားကိုတတော်ကိုစာနာတက်သွားပြီဟိဒါတော့လေအလက်ကလေးကအမေနဲ့ဈေးလိုက်သွားလို့မဟုတ်ရှင်နင်တော့မလွယ်ဘူးသိလားတော့ပေါ့အေးဟုတ်ပါငါကကံကောင်းချင်တော့အဲ့လိုပဲဟာဒီလိုနဲ့သူတို့အားလုံးအလုပ်တွေကိုစီပြီးသွားကြပြီဆိုတော့စနိုးကနင်တို့ကထမင်းတစ်ခါလေးစားသွားပါလားငါထမင်းကျွေးမယ်လေ တို့ဘုံကလည်းအမနာတော့ပဲနေဟာစားရတာဘောဟာဒါဆိုရင်တော့အေးအဲ့ဒါဆိုအိမ်နဲ့လာခဲ့ကြဟိနော်မမေရမရှိဘူးနော်ဟိုကြောက်လေးနှလုံးကြော်ပြီးတော့ငပြိုင်နဲ့အတို့မြုံလေးစားကြတာပေါ့ရတယ်ရတယ်စားရပြီရောဒီလိုနဲ့တို့အားလုံးစနောအိမ်နေကိုဝင်လာကြ යි အိမ်တော်စားတော့ပြီးတော့အိမ်ပြတ်ထွက်ပြီး ဥပုပ်ကစားကြပြန်နေ။အဲဒီချိန်မှာပဲဇင်းအောင်သွားတဲ့စနုံးမီကလေးတယောက်နဲ့တူပြန်ရောက်လာတယ်။စနုံးကသူ့အမေကိုတွေ့တော့မမေဒီနေ့သမီးလေးအိမ်လုံးတွေကိုလှုပ်ပြီးပြီးတည်လား။သမီးငငယ်ချင်းတွေကကူးလှုပ်ပေးတာလား။အဲ့ဒါအခုအကုန်လှုပ်ပြီးလို့စော့နေကြတာနော်။ဟိုစော့လို့ရတယ်မလားယမမေ။ဟုတ်ပါပြီသမီးရဲ့။အဲ့လောက်သာပြောပြီးအိမ်ထဲကိုဝင်သွားတယ်။စနုံးကဟဲ့မမေက ငါ့ကိုမစူးဦးပဲတိလားအလုပ်တွေအလုံးပြီးလို့ထင်နေလာလာငါတို့ဆက်ဆော်ရဒီလိုနဲ့သူတို့တပည့်ဆက်ဆော်ကြကြတယ်စောနေညနေစောင်းလာပြီဆိုတော့ဖိုးထူပါစနို့ကြီးငါတို့ပြန်တော့မယ်နော်မနေ့ကကြာမှထက်လာခဲ့မယ်တိလားဟဲ့ဥပုပ်တွေယူသွားအောင်လေမယူတော့ဘူးလေမနေ့ပြန်လဲလာအောင်ပါပဲဟာနေမဲတိန်ထားလိုက်တော့မဟုတ်ဘူးယူသွားမနေ့ကြာမှထက်ယူလာခဲ့ ဒီကကလေးရင်းနေဆိုတော့အကုန်ရှောက်စော့နေရတယ်ကွဲကုန်နေမှာအဲ့ဒါကြောင့်ဟင်။အော်အေးပြီးတော့ဒါဆိုလဲငါတို့ယူသွားလိုက်မယ်။ဒီလိုနဲ့စနုံးကိုနှုတ်ဆက်ပြီးတော့ပြန်လာခဲ့ကြတယ်။နောက်တနေ့မနက်မှာတော့စနိုးအိမ်သွားဖို့အားလုံးစုနေတော့စနိုးအမေကမိဘရဲ့ကိုရောက်လာတယ်။မိဘကမြင်လိုက်တော့ မစင်းတော့မိနေဟဘာဖြစ်တာလဲမသိဘူးဒါနဲ့ဖိုးတူကမေးလိုက်တယ်အန်ဒီစင်းတော့ဘာဖြစ်လို့လဲဗျဒါနဲ့စင်းတော့မိကကွက်ပြစ်မောင်ဝင်ထိုင်လိုက်တယ်စင်းတော့ဘာမှဖြစ်ပါဘူးအန်ဒီပြောစရာရှိလို့လာခဲ့တာဟာဘာများလဲပြောပါဗျဒါလိုပါစင်းတော့စီကိုထပ်မလာခဲ့ကြဘူးပါပဲစင်းတော့မိစကားကြောင်းဖိုးတူတို့တတွေအံ့ဩသွားကြတယ်ဗျာဘာဖြစ်လို့လဲဗျဟိုကျွန်တော်မနေ့က အမများ လုံးမိလိုက်လို့လာရင်အန်ဒီဟမ်မဟုတ်ပါဘူးစနိုးကအင်ဒီရဲ့အကြီးဆုံးသမီးပါအန်ဒီကလည်းစနိုးကိုပဲအားကိုးရတယ်လို့စနိုးကလည်းအန်ဒီကိုပဲအားကိုးစရာရှိတယ်အဲ့လိုကလေးကစိတ်တက်တွေကြန့်ခိုင်တမာနီမှ ဖြစ်မှာသားရဲ့စနိုးမိစကားတွေကအစမ်းဖြစ်နေအောင်ဆိုတော့ဖိုတူတို့တတွေနားမလည်ပဲဖြစ်နေကြတယ်စနိုးကသားတို့သမီးတို့ကိုခင်မင်နဲ့တန်ဟောစင်ရှိရင်ဆိုတာအန်ဒီသိပါတယ်ဒါပေမဲ့ဆက်မခင်မို့တော့အန်ဒီတားမရစီ ကိုကျွန်တော်နဲ့ဇနိုးခင်တာကိုဘာလို့တားရတာလဲဗျ။ဒါတော့ကဘွားမှာကိုစီတလန်းနေရှိရသူပါ။ဇနိုးကတော့မတူ။ဇနိုးမှာတနေ့တနေ့အိမ်မကိစ္စလုပ်စရာတွေရှိတယ်။အငယ်လေးတွေကိုထိန်းရတယ်။အဲ့ဒီတော့သူ့မှာကစားချိန်မရှိဘူး။ဒါတော့အခုလို့သူ့တဲ့ကုလုပ်ပေးတယ်ဆိုတာဘယ်နည်းအများလုပ်ပေးနိုင်မှာလဲ။ဘသူကမှသူများကိစ္စကိုအချိန်ကြာကြီးမလုပ်ပေးနိုင်။ဇနိုးအမေကစကားပြောတာကိုခဏနားလိုက်တယ်။အဲ့ဒါကြောင့် စလို့လည်းအင်းဒီသေးစားပြောပြီးမှားထားတယ်။ခဏတာပျော်ရွှင်မှုအတွက်တဘွားတာတင်းထားသည်များစိတ်သက်တည်ကိုလဲရွတ်သွားအောင်မလုပ်ပါနဲ့လို့အန်ဒီပြောခြင်းတယ်။အန်ဒီသွားလိုက်အောင်မနော်။စနိုးမေလေအဲ့လိုပြောပြီးတော့တမ်းမြန်သွားသည်။ဘာလဲဟာကို့သွားမီးရွှေလူတငယ်ကြီးနေရှာပြီးပျော်ရွှင်နေအောင်။ဘာလို့ဒီလိုလုပ်ရလဲ။တကယ်အမေရှင်အောင်ဟုတ်ရဲ့လား။ငါတို့စနိုးစီကိုသွားရအောင်ဟာ။ငါတို့ကတငယ်ချင်းနေပြာ။သူ့မေပြောတဲ့အတိုင်းမနေနိုင်ပါဘူး။ စနိုးလေးနေနိုင်မှာမဟုတ်ရင်ထောင်းကယုံကြည်လာတွားရအောင်ဟမ်ဒီလိုနဲ့သူတို့တတွင်ကစားမဲ့ဥပုပ်တီနဲ့ဂျုံယုတ်လေးကိုပါယူပြီး စနိုးအိမ်ကိုထွက်လာခဲ့ကြသည်အဲ့ဒီရဲ့ချင်းသူတို့ပထမတစ်ခေါက်လာတော့တွေ့ခဲ့တယ်လမ်းမှာပဲစနိုးကိုတဲကြုံပြန်လာကနေ တွေ့လိုက်တာဆိုတော့မိဝိုင်းကဟေးစနိုးလမ်းခေါ်မယ်အလုံး စနုံးကသူတို့ကိုမြင်မြင်ကြအောင်ဆောင်းမင်းရှောင်သွားတယ်။ဒါအောင်မြင်တော့ပိုးထုတို့လည်းစနုံးနောက်ကိုပြေးလိုက်သွားကြတယ်။စနုံးဘာဖြစ်တာလဲဟ။ငါတို့ကတငယ်ချင်းနေလျာ။နေမီစကောင်နေမယုံသိဘူး။မဟုတ်ဘူး။ငါမီပြောတာမှန်တယ်။နင်တို့မှနင်တို့ဘွားတွေရှိတယ်။နင်တို့ဘွားတွေကိုငါစီမံလာပြီးအချိန်မပြုံးသိဘူး။ငါနင်တို့နဲ့နောက်ထပ်တူတူမဆော့ပေးနိုင်တော့ဘူးဟ။စနုံးစီကဒီစကားတွေကြားလိုက်တော့ပိုးထုတို့တွေစိတ်မကောင်းဖြစ်ကြပါရဲ့။ဘာလို့လဲ။ငါတို့ကတငယ်ချင်းနေလျာ။ တငယ်ချင်းတွေကြမှာဘဝဆိုတာရှိလို့လားတငယ်ချင်းတွေကြမှာအဲ့ဒီကုံတွက်တွေမလိုပါဘူးဟာဒါပေမဲ့ငါနင်းနဲ့တူတူမကစားနိုင်တော့ငါကနင်းတို့လို့စားလိုက်အိမ်လိုက်ကစားလိုက်ကျောင်းဆိုင်လုံးလိုက်နဲ့နေလို့ရတဲ့အဲ့လိုဘဝမျိုးတွေကလို့မဟုတ်ပါဘူးဟာဒါကြောင့်ငါ့ကိုခင်ရင်နင်းတို့ငါစီကိုထပ်မလာကြပါနဲ့တော့ဟာအဲ့လိုပြောပြီးထပ်သွားမယ်လို့တောင်းဆိုတော့ဖိုးထုကလှမ်းဆွဲထားလိုက်တယ်နင်းတို့ဆိုလို့သွားမယ်ဆိုလေဒီအိုးဘုံနဲ့ဂျိုးကိုယူသွားပါဟာ တော်ပါပြီနင်တို့ပဲယူလာလိုက်ပါငါဆုံးရမယ့်သူမှမဟုတ်တာမဟုတ်ဘူးစလုံးငါနေ့ကိုဆုံးဖို့ပေးတာမဟုတ်ဘူးဒီပစ္စည်းတစ်ခုကငါတို့အကြမ်းမှာတငယ်ချင်းတန်ရောစင်ရှိခဲ့တယ်ဆိုတော့တက်တည်ပြပေးနိုင်တယ်ဒါကြောင့်နေယူသွားလိုက်ပါဖိုတူလည်းအဲ့လိုပြောပြီးတော့စနုရဲ့တဲကြုံထားတဲ့ပုံတောင်းလေးလေးကိုဥပုပ်ထေတာတဲ့အိမ်နဲ့ဂျုံယုံလေးတင်ပေးလိုက်ခြင်းနေငါတို့ကိုတတိယတိုင်းဥပုပ်စော့တော့စနုငါတို့လည်းနေကိုတတိယတိုင်းဥပုပ်စော့နေမယ်ကြလား အဲ့လိုပြောရင်းနဲ့မိဝိုင်းတယောက်မျက်ရည်တွေကျလာတယ်။စနုကတော့အဲ့ဒီမျက်ရည်တွေကိုကြောက်ခိုင်းပြီးတော့ထွက်သွားခဲ့တယ်။ကြောက်ခိုင်းသွားတဲ့စနုရဲ့မျက်လုံးတွေမှာလေမျက်ရည်တွေဝဲနေတယ်ဆိုတာကိုတော့ဖိုးထုတ်တို့တွေမသိလိုက်ကြပါဘူး။